ဒီဖုန်းကိုကျွန်တော်အာတခွန်းနဲ့နဲ့ပြောရမယ်ဆိုရင် Pro နာမည်မတက်ထားတဲ့ Pro အဆန်ဆုံးဖုန်းတစ်လုံးလို့ပြောရမယ်အနောက်ဘက်က Hori texture နော်ပုတ်ကျင်ဒီလိုဇန်ထွက်တယ်တခုမကောင်းတာကတော့ OS update ကို၄နှစ်ပဲပေးတယ်ဆိုတာကြီးကဒီဈေးပေးရတဲ့ဖုန်းတစ်လုံးမှာပါရိုက်လိုက်သလိုခံစားချက်ရတယ်စော်ကားလိုက်သလိုပဲဆိုတော့ဒီဖုန်းကိုခင်ဗျားတို့ကြိုက်မယ်ဆိုရင်လေအသေးကြိုက်မှာအသေးကြွေမှာ ဒါပေမဲ့ hater တွေဆိုလို့ရှိရင်လည်းလှဲမကြည့်ချင်ရလောက်အောင်ကိုခင်ဗျားတို့ဒီဖုန်းကိုမုန်းလိုက်မယ်။ပြောရရင်နေရာတော်တော်များများမှာ Sony ဆိုတဲ့ကောင်တွေကတော်တော်ဖင်ရတယ်ပေါ့နော်။ screen တိတိလေးမှာ 4K resolution နေထည့်ပေးရတာနဲ့เนาะရှေ့လက်မျော်21:9 screen ရှေ့ကြီးထည့်ပေးရတာနဲ့မျိုးစုံကြိုးခုံနေတာပဲ။ဒီကောက်မှာညာဘက် out down ပြောရမယ်ဆိုလို့ရှိရင်နေရာအမှန်မှာသူရဲ့ camera shutter button လေးပါတယ်။ Sony Xperia 1 Mark 7ဆိုတဲ့ဖုန်းကြီးမှာ punch hole လည်းမပါဘူး notch လည်းမပါဘူး dynamic island လည်းမပါဘူး။ ဘောင်းလေးကိုလည်းအပေါ်အောက်တွေကိုအတင်းကြီးပါမထားဘူး flat display ပဲဘာဘူးရှင်းမှမပေါ့ဘူး Sony ကဘာနဲ့နာမည်ကြီးသေးလဲဆိုတော့အာကင်မရာကင်မရာမှာလည်းအာ pro sensor feature တွေတော့ပါတယ်အာသူများနဲ့မတူအောင်အတင်းကိုစူးစမ်းပြီးတော့လုပ်နေပြီးတော့တကယ် usability ဘိုင်းမှာသုံးစားမရတဲ့ဖုန်းကြီးလို့ထင်သလား